22ရက်4လ2025ပေါ့နော်မြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုကျွန်တော်စပီကာသမားတယောက်အနေနဲ့အဖြေခံဘဝနဲ့အမုန်းခံလူသားကနေပြီးတော့တိုင်းပြည်ကနိုင်ငံခေါင်းဆောင်အကြီးအကဲတွေအနေနဲ့စပြီးတော့မှအေးချမ်းစွာနေထိုင်နေတဲ့ပြည်သူလူထုတွေသိအောင်ကျွန်တော်တင်ဆက်ပေးတာဖြစ်တယ်ပေါ့နော်ကိုဖုံးရေးတဲ့မင်္ဂလာပါခင်ဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်ကပြည်သူတယောက်ပါဗျာတဲ့ကျွန်တော်တို့ကျွန်းလာမြို့နယ်နေတဲ့ကနေနဲ့အဆက်ကကန့်ဘလူမြို့တဲ့ချက်တင်ဘေးမဲ့တတော်ကျိုးဝိုင်းညောင်ကုန်းရွာ လက်ခုပ်ပင်ရွာတွေမှာ PDF အဖွဲ့တွေတောင်းတဲ့ကြီးအင်အားတွေစုနေရတယ်တဲ့သူတို့အစီအစဉ်ကကုတ်ကိုကုံအုပ်စုမှာအထိုင်ချထားတဲ့မြမတက်မတော်ကိုတိုက်ဖို့ပြင်ဆင်နေတယ်တဲ့အဲ့ဒီ PDF အဖွဲ့တွေကိုလက်နက်အင်အားစားရေးအစားသားအရာရာထောက်ပံ့ကူညီပေးနေတာကကျွန်းလာမြို့နယ်ထဲမှာရှိတဲ့တပန်းစိတ်ရေလောင်တမန်ထဲမှာရွှေဖောင်မောင်းနေကြတဲ့သူတွေကပါတဲ့ဒါကြောင့်ကိုဘုံအနေနဲ့သက်ဆိုင်ရာတာဝန်ရှိသူများထံတင်ပြပေးပါရင်ယိုဒီလေးသားစွာတင်ပြအပ်ပါရခင်ဗျာတဲ့။ဒီငြိမ်ရေးသားစွာနေတိုင်းလူသူပြည်သူတပူလို့ပြောပေးပါတဲ့နော်။ နောက်တစ်ခုကတော့ဒီလာချိုးပေါ့နော်လာချိုးကိစ္စနဲ့ပတ်သက်ပြီးတော့မှနာမည်ကြီးနေတာလေးပေါ့နော်အဲအဲ့ကိစ္စလေးကိုကျွန်တော်ပြောပြမယ်တရုတ်ကမြောက်သုံးကောင်နဲ့တဝက်ကိုအမိန်ပေးထားတယ်တဲ့မန္တလေးကနေမူဆယ်တီ EA ကိုအားလုံးဆုတ်ခွာပေးရမယ် TNN တွေကိုထိန်းပေးဖို့ UWSA ကိုတာဝန်ပေးလိုက်တယ်ကြောင်မဲပါဆုတ်ပေးရမယ်တုံးလာချိုးဝင်းချင်းဖြန်ခွဲနေရယူထားတဲ့ PDF စီရေးမပေါ်ဆောင်နိုင်ဘူးအတွေးစီရေးမပေါ်ဆောင်နိုင်ဘူးလုံခြုံရေးကို UWSA နဲ့ MNDA ကပူးတွင်း လုံခြုံရေးလုပ်ပေးရတယ်မြမာအစိုးရမှကိုယ်ပိုင်အုပ်ချုပ်ရေးရဝါအနေနဲ့ကိုကန့်နေများကိုငြိမ်းချမ်းစွာအတူရှင်တွဲနေတိုင်းရင်းနဲ့ထာဝရငြိမ်းချမ်းရေးအတွက်အာမခံချက်ပေးရမယ်။ငါလက်နက်ကင်ပြိပကမဖြစ်စေရညီနိုင်ရင်ကော်မတီအဖြစ်တရုတ်အစိုးရကဂျားကနေဆောင်ရွက်ရန်စောင့်ကြည့်ရေယုံလာချိုးတွင်ဖွင့်လှစ်ထားမယ်။၆ယာယီလုံခြုံရေးကာလ၌အဖြစ် UWSA နဲ့ MND ကိုကန့်လာချိုးကအနည်းယာယီတက်ဆွဲထားပြီးအစိုးရတပ်များနေရာယူပေးပြီးပါကထောက်ခွာပေးရမယ်။ခုနှစ်ရခိုင်အစိုးရထိန်းချုပ်ထားသော ဝါအုပ်ချုပ်ခွင့်ရမြို့နှမြို့ကို UWSA တန်အနံ့ရတံပရောမှာသဘောတူညီတယ်နော်တဝက်ပရပရခွေးတွေခွေးဖြစ်ပြီးတဲ့အတွင်းစည်းနေကန်ဝါမသတင်းရယူတင်ပေးခြင်းဖြစ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ခိုးလန်ပေါ့နော်ခိုးလန်နေပြီးတော့အကူညီတောင်းတာအခုရေးတဲ့ခိုးလန်မှာနှလုံးတိုင်တွေကအရန်များတယ်တဲ့ရေးကမဖမ်းဘူးတိုင်ရင်လည်းမဖမ်းဘူးတဲ့အခုဒိုင်တွေကဖုံးနဲ့အလုတ်ကြတယ်တဲ့ဒိုင်အကြီးစားတွေကားတဲ့နမီမသိအောင်တဲ့ နာမည်မသိအောင်ပေါ့ခိုးလံမိသက်ယုံချေကအိမ်မှာကိုဖုံးနဲ့နော်အခုခိုးလံမှာဘဝပြတ်နေတဲ့လူတွေတအားများတယ်တဲ့ KTV ကဒုက္ခပေးတာတမျိုးတဲ့နှလုံးသုံးလုံးကတမျိုးနဲ့ကလေးလူကြီးအကုန်ပျက်စီးနေတယ်တဲ့ကိုဖုံးမဲ့စပီကာတရားအုံအနေနဲ့ကုညီနိုင်မယ်လို့ကျွန်တော်ကကိုဖုံးပြောကိုဖုံးကိုပြောရတာဖြစ်ပါတယ်တဲ့နော်ခိုးလံရေနံချောင်းသမင်းဆိုင်မှာရောင်းနေတယ်ကိုဖုံးနဲ့ရဲတွေလည်းတည်တယ်တမျိုးလုံးမဖမ်းဘူးတဲ့မနဲ့ဆိုရင်ရက်ွက်တိသမင်းကြော်ဆိုင်မှာရောင်းကြတယ်တဲ့ ရင်းနံကြောင်းသမင်းဆိုင်မှာရောင်းနေတဲ့နော်ဒါကတော့ခိုလံပေါ့နောက်တစ်ခုကမြေပင်သတင်းပေါ့နော်24လ2025ရက်နေ့တွင်နဲ့လေးမျက်နှာမြို့နယ်တွင်ရှိတဲ့တောင်ချေရွာတွင်တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရတယ်တဲ့တိုက်ပွဲဖြစ်နေစဉ်နဲ့တိုက်ပွဲနဲ့မပတ်သက်သောပန်းတော်ကြီးတောင်ဆရာတော်နေနဲ့ပတ်ဝန်းကျင်မှာဖုံးတော်ကြီး၃ပါးစုစုပေါင်း၄ပါးကိုအေအေကဖမ်း၍ခေါ်ယူသွားတယ်တဲ့နော်နောက်တစ်ခုကကလေးမျိုးနဲ့ကြံလာကြီးပါဘူး အကြမ်းဖက်သမားများတိုက်ခိုက်ဖို့အတွက်ကုံကြားစီစိုက်ထုတ်ပေးသူများမှာတစ်မျိုးတော်ထွန်းခုံတိုးမြို့သာခုံတိုးခုံတိုးမြို့သာနှစ်တန်းတန်းတွေခုံတိုးမြို့သာသုံးဤဖြူခုံတိုးမြို့သာကြံသာပြည်သူစစ်ကြေးရွာမှာတည်ယူသွားသောထွန်ဆက်စဘာရိတ်ချွေစံများနွားကျွဲစဘာနံပဲစသောတီးနံများကိုထိုပုပ်ကိုများကတည်ယူ၍စဘာများကိုချင်းမိနေသူဖောကား၁၄စီးဖြင့်စဘာတချို့ကိုထောက်ချံ့ရွာသို့၎င်း ရဲကချွေစက်နဲ့ထုံစက်များကိုခုံတုံးမြို့သားတွင်လေလံတွင်ရောင်းချနေပါတယ်လိုအပ်သလိုအေးအေးယူပေးပါရန်တဲ့နော်နောက်တစ်ခုကဒါကတော့ဝက်ဝင်အစ္စရေးရနေပြီးတော့ရဲလက်ကိုအပ်လိုက်ပြီးတော့ဘလို့ဖြစ်ပြီးတော့လွတ်သွားတယ်တော့မသိဘူးတော်လန်ရဲရဲ့ခေါင်းကိုင်ဖခင်ကြီးဦးလင်းကြည်နဲ့စေရနာ ပရယတိစာတင်တိုက်ကတားပုကို၁၈ရက်နေ့ကဖမ်းမိပြီမဲ့ပြန်လို့ပေးလိုက်တယ်လို့သိရတယ်တဲ့စစ်တပ်ကင်းစင်နေမြဖြစ်အောင်လုပ်ရမယ်လို့ ဂျုံဝါဒတွေဥလင်းကြီးဟာနောင်ချိုပီဒီအက်တွေကိုဘလို့ထောက်ပံ့နေဆိုတာအားလုံးသိတယ်အခုညောင်ဝင်းရွာမှာဖျားတဲတာကိုအချောင်းပြပြီးတစ်ဖက်လက်နဲ့ပလောင်စကန်းကောင်းအောင်လှုပ်ပေးနေတယ်တားဘူးဆိုတာလေးမျက်နှာဖျားမှာအိမ်ချိတ်ပိတ်မခံရအောင်ဆိုပြီးဆက်ကြီးလာလာကောက်နေတဲ့ကောင်မတဲ့စစ်ဆောင်တွေကနောင်ချိုအိမ်ကိုချိတ်ပိတ်မှာကြောက်လို့ပေးနေတာတဲ့သုံးချိန်ရှိပြီးတဲ့ရွှေစည်ဒီမှာလဲဆက်ကြီးလာကောက်ယူနေပါတယ်တဲ့မနေ့ကနေ့ရက်နေ့မှာ DBLA က30ရွာမှာလက်နက်တွေလာထုတ်သွားတယ်တဲ့30ရွာမှာလက်နက်တွေထုတ်တာဒီလိုဓနု10ရောက်ဓနုမိန်ကလေး10ရောက်ကို TNN အကြမ်းဖက်လက်နက်သူတောင်းချမ်းသူကတနက်တလက်နဲ့လဲတာအဲ့ဒါမနေ့က30မှာလာထုတ်သွားတယ်နော်နောက်တစ်ခုကတော့ AR တိုင်းအစားပါပေါ့နော် AR တိုင်းငတိုင်းချောင်းရေကြီးရတော့အလုံးတော်တော်လုံပုံရတယ် AR ရန်ဒေတာကြီးရေကြီးမျိုးနဲ့ငတိုင်းချောင်းမျိုးထောက်ဖို့များကို16ရက်နေ့မှာချွေပြီးအေးဆန်ဆက်ပွဲယုံ ယခင်ရုပ်ရှင်ုံပိုင်ခြင်းမိသားစုကိုဝင်ဖမ်းနေတဲ့နောက်ည20ရက်နေ့ည7နာရီမှာလောက်ပါတဲ့9ဦးထပ်ပန်းပါတဲ့1ဦးလေဟုံပဲပွဲယုံ2ဦးသိန်းထွန်းပဲပွဲယုံ3မောင်မောင်သိန်းဇာမဏီဆန်ဆက်4ပိုင်ရှင်နဲ့ပဲပွဲယုံနဲ့เนาะ5ဦးမျိုးသိန်းသားယူမောင်ဆန်ပွဲယုံ6နေတော်ထွန်းဆန်ပွဲယုံ9တန်းတော်ဆိုးဆန်ပွဲယုံ8ဟိမင်းအိမ်ဆောင်ပစ္စည်းအယောင်းဆိုင်တို့ကိုဖမ်းသွားတယ်တဲ့ကျန်တာတွေ ရှိသေးတယ်တဲ့အားလုံးကထောက်ဖို့တွေပါတဲ့ကဲနော်ဖန်းနေကောင်းတယ်ဖန်းနော်နောက်တစ်ခုကတော့အဲ့ဒီဩစောနာဘောနော်နောင်ချိုးနောင်ချိုးမှာဓနုပီရီယက်တွေနော်နောင်ချိုးထွေအုပ်ကထွေအုပ်ကအတွဲတဲ့ဒေါ်ကြည်တော်ဦးဆိုတာစေယရနာပရိယတ်ရဲ့စာသင်တိုက်ကဖုန်းကြီးနဲ့အမျိုးဖြစ်ပြီးဖျဲတိကြီးစားလုပ်နေတယ်တဲ့ကိုုံကြီးထောက်ခံတာတွေလုပ်ပေးထားတယ်တဲ့ပလူပြောင်ကိုလုပ်ပေးထားတယ် ။ PDF တွေနဲ့ PDF မျိုးနယ်တွေကကောင်းကြီးတောက်ခံစာတွေနဲ့ဝင်ကြီးထွက်ကြီးလုပ်နေကြတယ်တဲ့မခွန်းချိုတာဆိုတဲ့ကောင်မလေးကလည်းစေရနာဘုံကြီးနဲ့မကြည်ပြဦးအမျိုးဖြစ်ပြီးကောင်းကြီးတောက်ခံစာတွေနဲ့နောင်ချိုပီဒီအက်တွေကိုတဲနေတယ်တဲ့တေချာစီစဉ်ပေးနေတယ်တချို့ကဟိုကိုចောင်းကြီးကတောက်ခံစာတွေလုပ်ပြီးလူကယ်ရီတာတဲနေကြတယ်တဲ့အပြန်ကိုစီတယ်တဲ့ပြင်းဦးလွင်မှာပေါ့နော်အဲ့တော့အဲ့ဒီဒေါ်လာရဲ့ဘာကစစ်တပ်ကင်းစင်နေမြေလုံးမဲ့လူဆိုးအောင်အစ်ဆွေးဆက်မှာဖမ်းပြီးတော့မိုင်းလာက အမျိုးသမီးတယောက်ကထိုင်းတန်ယုံမှာလုံနေတဲ့အမျိုးသမီးတယောက်ကိုဖုံးဆက်တယ်။အဲ့ဒီထိုင်းတန်ယုံကနေပြီးတော့မှဒီကိုဖုံးဆက်ပြီးတော့မှဆရာတော်တွေရဲ့အာမခံချက်နဲ့လွတ်ပေးလိုက်တာပြောတယ်နော်။ကြည်ကျက်လဲလုံးကြအောင်ငါရှင်တို့နော်။ကိုဘုံနဲ့ရေကြီးမျိုးနဲ့ငဝင်းမြင့်အနောက်ချမ်းကခြေရွာပေါင်းများစွာကိုပြည်သူများအေးချမ်းဆောင်နေတိုင်းပြည်သူတွေကဘသူ့ကိုယုံကြည်အာမမသိအောင်ဖြစ်နေတယ်တဲ့။ညောင်မောအုပ်စုတောင်းတန်းကနေအနောက် ဖိန်ချင်းကန်ချင်းဒီတစ်ခိုးလမ်းဖြောင်းထားတဲ့လမ်းကနေလူရင်အားရိတ်ခါတွေအပုတ်နေတဲ့ဘယ်သူမှမသားစီးတဲ့ပြင်အုတ်ချုပ်ရည်မှုဝင်းတော်ဦးချင်းတွင်အုတ်ချုပ်ရည်မှုထွန်းကြီးတို့ဟာတဲ့တာဝန်ယူငွေတောင်းပို့ပေးနေတော့အယမ်းစိုးရင်ရပြီတဲ့အခါရက်ကဆိုတဲ့မနေမနောမဟုတ်ဘူးတဲ့ပို့နေကြတာရပို့နေကြတာရခိုင်ရိုးမှချွေကြော်မိုးစကမ်းမှလည်းတဲ့လက်နက်ကင်အဖွဲ့တွေရောက်ရှိနေတယ်တဲ့ အထက်လူကြီးများသိအောင်ပြောပြပါအောင်ခုဖုံးရည်တဲ့ငွေမျက်နာကြည့်ပြီးထင်ရလုပ်နေတဲ့အုပ်ကြီးဝင်းစောဦးကိုဒီတိုင်းလို့ထားတော့မျိုးနယ်အဖွဲ့ကို မေးကျင်ပါတယ်တဲ့နော်ပလင်းသူဘူးစို့လားလို့တဲ့မေးပေးပါတယ်ကျေးဇူးပြုပြီးပြောပြပါကုန်ဖို့တဲ့ကိုဖုံးနဲ့သုံးလေးလေးအမြောက်တက်စကန်စိုးရင်ရပါတယ်တဲ့နော်နောက်တစ်ခုကတော့ကိုဖုံးနဲ့နထိုးကြီးပြည်ရက်တွေဝင်ဆောင်တော့မယ်တဲ့အင်အားများတယ်တဲ့နထိုးကြီးမျိုးနဲ့မျိုးပတ်ဝင်းကြီးမှာနေရာယူထားတာအများကြီးလို့မျိုးကန်တငယ်ချင်းကပြောတယ်တဲ့ နထိုးကြီးမြို့ကို PDF တွေဝင်ဆောင်တော့မယ်တဲ့နော်သတိထားကြနော်အင်းတော်ရွာမှာဆုတ်ခွာလာတော့ KIA PDF အကြမ်းဖက်များကြီးတဲ့ဖောင်းပြင်မြို့နယ်ကောက်စားရွာတို့ဆန်ပိုင်းကားနှစီပြင်ရောက်ရှိလာကြပြီးဖောင်းပြင်ကိုတိုက်ရန်ပြင်ဆင်နေကြပြီးဖောင်းပြင်အရှိကန်းဆယ်ချောင်းရွာမှန်မိုးရွာမင်းရွာမင်းရွာတယောင်းရွာဇောင်းကလောရွာလက်ပံသာရွာတောင်းတို့ရွာစားသည့်နေရာများ၌စုဝေးနေကြပြီးတက်ဆိုင်ရာအကြီးအကဲများ တာဝန်ရှိပုဂ္ဂိုလ်များတင်ပြသတင်းပေးပါတော့လေအကြမ်းဖက်များဟာဘာတစ်ခုမှလုံဆောင်ခြင်းမရှိပါဘူးတို့ဖြစ်ပါ၍ဟုံးမင်းဘောင်းပြင်စားသည့်နေရာများ၌နိုင်ငံတာဝန်ကောင်းများလိုအပ်လျက်ရှိနေပါသောတာဝန်သည့်ပြည်သူတယောက်အနေနဲ့အဘကာချုပ်ကြီးသိစီရန်ကိုဘုံမှတစေတင်ပြပေးစီလိုပါတယ်တဲ့နော်အပြစ်ကရထားတဲ့ရက်ကတော့ပြီးသွားပြီတဲ့တတ်မှတ်ထားတဲ့ရက်တွေမှာလည်းတက်ရဲတွေတက်ခိုက်ခံရတယ်။တကြံမှာလည်းဇောင်းတွေထားလို့လက်နက်တွေတကားကားတွေနဲ့ဆိုင်ကယ်တွေတဝီဝီသွားနေကြတယ်တဲ့။မလိုင်မြို့နယ်တောင်သားနယ်မြင်းညံနယ်နှထိုးနယ် မကွေးတိုင်းပဲခူးတိုင်းတွေအစိုးဆုံးပါတဲ့ကိုဖုံးလည်းတွေ့မှာပါတဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းကအစိုးဆုံးပါတဲ့နာဆာကကတဘာဝဘေးအရေးတွေးမှာအားဆိုင်လုပ်နေတာပါတဲ့ဒါပေမဲ့အောက်ခြေဝန်ထမ်းကောင်းတွေကတော့ခရီးမပေါဘူးဖြစ်နေတယ်တဲ့အခုလဲတဲ့ရွေးကောက်ပွဲတွေပြင်ဆင်နေတဲ့ရှမ်းမြောက်လာချိုတရင်ကြောင့်ဝမ်းသာတယ်ဒါပေမဲ့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပြည်တွေတွေးချင်းနဲ့ရခိုင်ကိုအပြက်ကင်မှရတော့မယ်တဲ့မပြက်သားလို့မရတော့ဘူးတဲ့ငြိမ်းချမ်းရွတ်တုံဆွေးနွေးပွဲရတဲ့အချိန်ဆွေးနွေးရမယ်တဲ့ရွေးကောက်ပွဲမတိုင်ခင် PDF တွေကိုအမျိုးမျိုးဒုက္ခပေးကြမှာမလွယ်ဘူးတဲ့ PDF တွေကခုလဲဘန်းစည်းတက်ပြတာတွေနေရာအနှံ့ပြားမှာရှိနေတယ်တဲ့ခုတင်မြတာတော်တွေ PDF ဂျမ်းဘတ်တွေမှာရွေးကောက်ပွဲအောင်မြင်မဲ့ခုလဲတပူပေါ်နပူစင်းအေးချင်းအရေးမှာ USA နဲ့ဘင်္ဂလားကဝန်ရှုံးမဲ့သတင်းတွေမှာပြန်လာတော့ပို့ဆိုရင်ရပါတယ်တဲ့ဒါကြောင့် NASA ကကြီးကိုတည်အောင်ပြောပေးပါတယ်နိုင်ငံတော်ညင်ဝတ်ပြပြအောင်တဲ့